ိုင်းနိုင်ငံဟာကမ်ဘောဒီးယားနဲ့နယ်စပ်ပြဿနာဖြစ်ပွားပြီးနောက်အစိုးရအဖွဲ့အတွေမတည်မငြိမ်ဖြစ်ပေါ်နေတဲ့အတွက်မြန်မာနိုင်ငံငင်းကြေးရေးမှာပါဝင်လှုပ်ဆောင်နေရကနေရပ်တန့်သွားနိုင်တယ်လို့ငင်းကြေးလုပ်ငန်းစဉ်မှာပါဝင်လှုပ်ဆောင်နေသူဦးခွန်ဆိုင်က CNN သတင်းဌာနကိုပြောပါရယ်ထိုင်းနိုင်ငံဟာတခြားအိန္ဒိယနိုင်ငံတွေထက်မြန်မာနိုင်ငံရေးကိုအရေးတစ်ခုရောက်အောင်လှုပ်ဆောင်နိုင်ပေမဲ့လေသူတို့ပြည်တွင်းရေးပြဿနာတွေကြောင့်မြန်မာနိုင်ငံရေးအတွက်ကြိုးပမ်းရမှာနောက်ဆုံးမသွားနိုင်ပေမဲ့လေရပ်တန့်သွားနိုင်ကြောင်းသူကပြောပါရယ် နောက်ဆုံးကိုတော့မရှိဘူးတဲ့တန့်ပေါ်ကိုပဲရှိပါလိမ့်မယ်နော်အော်အခုလုံးလုံးစေကတော့တို့ကအချင်းရှိတယ်လို့တို့တွတ်ထားနိုင်ပါလေနောက်တစ်ခုကတော့ဟာတကယ်လို့ပမာကယူကောက်ပွဲလုပ်မယ်ဆိုလို့လုပ်ကြည့်ပေါ့လုပ်ကြည့်ပေါ့နော်တန်ကူနေနေတာကူမှာပေါ့မကူနိုင်လေလက်ပိုက်ကြည့်မှာပေါ့နော်အဲ့ဒါလိုမျိုးအခြေအနေဖြစ်တယ်နော်ဒါကြောင့်မလို့တကယ်လို့တို့က ပမာအရေးဝင်လို့ပဲဆိုတော့တို့အမိနဲ့ကတော့အချိန်ရှိသေးတယ်လို့ပြောလို့ရတယ်။ထိုင်းကတကယ်ဘူးဆောင်လို့မယ်ဆိုလို့ရှိရင်သူကအယူဖြစ်ဖို့များပါတယ်နော်။အခုလောလောဆယ်ကထိုင်းကမဟုတ်ဆောင်နိုင်ကလန်နာကသူ့ရဲ့ပြည်တွင်းရေးပြဿနာကြောင့်ဖြစ်တယ်။တကယ်လို့သူ့ပြည်ပြည်တွင်းရေးပြဿနာအခုလိုမျိုးမရှုပ်ဘူးဆိုလို့ရှိရင်သူက အမကြီးတိစောက်ကိုဥဆောင်နိုင်မှာတေချာပါလေသူလူမျိုးရိုးရိုးအမနဲ့ဆက်ဆံရုံနဲ့မကဘူးအင်းနီနာချင်းနိုင်ငံတွေအားလုံးနဲ့ဆက်ဆံတာတွေကလည်းသူကလှုပ်ဆောင်နေတယ်ထိုင်းဝန်ကြီးချုပ်ပေတုံတက်ဟာကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန်းနဲ့ဖုန်းပြောစဉ်အမတ်နှစ်စစ်ဒေတာတိုက်မှုကိုဝေဖန်ခဲ့တဲ့အတန်ဖိုင်ပေါက်ကြားလာပြီးနောက်ယာရုကနေနှုတ်ထွက်ဖို့ဖိအားပေးခံနေရသလိုစစ်တပ်ရဲ့အာဏာသိမ်းမှုကိုခံရနိုင်ကြောင်းလည်းတုံ့တက်နေကြပါဗျ။ အဲဒီနောက်ပေရုံနယ်ဥဆောင်တဲ့ထိုင်းညွန့်ပေါင်းအစိုးရအဖွဲ့ကနေဘူဇာထိုင်းပါတီကနှုတ်ထွက်သွားသလိုဒုဝန်ကြီးချုပ်နဲ့ပြည်ထရေးဝန်ကြီးတာဝန်ယူထားတဲ့ဘူဇာထိုင်းပါတီခေါင်းဆောင်အနုတင်ကလည်းရာထူးကနေနှုတ်ထွက်သွားခဲ့တာပါ။ဒါအပြင်ဗန်ကောက်မြို့တော်မှာလည်းသူ့ကိုစန့်ကျင်တဲ့ဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပြီးဆန္ဒပြသူတွေဟာသူ့ကိုရာထူးကနေနှုတ်ထွက်ဖို့တောင်းဆိုခဲ့တဲ့အတွက်ပေရုံတဟာလူထုကိုပြန်လည်တောင်းပန်ခဲ့ရတာပါ။အဲဒီအခြေအနေတွေအတွင်းမှာတော့ပေရုံတဟာထိုင်းဆိုရောက်ဖွဲ့ကိုပြန်လည်ပြီးပြင်ဆင်ဖွဲ့စည်းနေပြီး မကြခင်အလုံးထုတ်ပြန်ကြညာသွားဖို့စီစဉ်ထားတယ်လို့ထိုင်းသတင်းဌာနတွေကဖော်ပြထားပါတယ်။ဒါအပြင်ထိုင်းကမ္ဘောဒီးယားပဋိပက္ခဟာမြမအရေးကိုဖြည့်ရှင်းနိုင်ခြင်းမရှိသေးတဲ့ဖိအားတွေနဲ့ရင်ဆိုင်နေရတဲ့အာဆီယံအတွက်နောက်ထပ်ထိုးနှက်ချက်တစ်ခုဖြစ်လာခဲ့တာပါ။အဲ့ဒီအခင်းကျင်းတွေကြမှာထိုင်းနိုင်ငံမှာအာဏာသိမ်းမှုတော်၎င်းအစိုးရအပြောင်းလဲတော်၎င်းဖြစ်ခဲ့သည့်ရှိသောမြမနဲ့ဆက်ဆံရေးမှာပြဿနာမရှိနိုင်ဘူးလို့မြမနိုင်ငံရေးလေလာသုံးသပ်သူဒေါက်တာအောင်မျိုးက CNN သတင်းဌာနကိုပြောပါရယ်။ဒီလိုသိရလဲ သူစပြီးတော့တက်တက်ချင်းမှာသူကမြန်မာပြည်ပြည်ထောင်စုသွားမယ်လို့သူကကြီးကြပ်ခဲ့တယ်သူကအဲ့တော့မြန်မာပြည်ငြိမ်းချမ်းရေးဟာသူကသူပြရမယ်ဆိုတော့သူကကြီးကြပ်လို့ဒီတိုင်းစစ်တပ်ကလူတွေနဲ့အညီညာကလည်းအမျိုးပါပြည်နဲ့ဒီငြိမ်းချမ်းရေးမှုလုပ်မယ်မြန်မာပြည်ကိုမြန်မာပြည်ကဖူးဖူးနေတဲ့အတွက်ကြောင့်မလို့ထိုင်းနိုင်ငံမှာဘာကျူးကျူးမှမရှိဘူးဆိုတာကိုအားလုံးကနားလည်လက်ခံထားတဲ့လူတွေဖြစ်တယ်မြန်မာလည်းဘယ်တော့မှသူ့အကျူးကျော်မှလည်းပုံဖြစ် အတိတ်ကဖြစ်ခဲ့တာတော့ဖြစ်ခဲ့တာပေါ့နော်။ဒါကြောင့်မလို့မြန်မာနဲ့ထိုင်းနဲ့ဆက်ဆိုင်ရေးနဲ့ပတ်သက်ပြီးတော့ဘာမှကျွန်တော်တို့အဖို့ဖြစ်ပြဿနာမရှိဘူးလို့ပဲကျွန်တော်တို့ကယူဆပါတယ်။ထိုင်းအာဏာသိမ်းရင်လည်းသူကဒါယာယီပဲလေ။သူကဒီလူမျိုးစီးပွားရေးစနစ်ကိုကြောင်းလဲနေတာမှမဟုတ်တာဘူးပေါ့နော်။အဲဒါထိုင်းနဲ့လည်းဟလာကျွန်တော်တို့ဟိုအနောက်စီရောပြုတ်ပြေရောအပြစ်မှမကင်းရတာဘူးနော်။အဲဒါ ကြီးမားတဲ့အကျိုးတရားမှုလည်းမရှိပါဘူးအဲ့တော့မြန်မာနယ်လည်းမြန်မာနယ်လည်းမြန်မာနယ်စက္ကန့်ပေါ်မှာလည်းအကျိုးတရားရှိဘူးလို့ပဲပြောအဲ့တော့အဲ့ဒီနောက်ဂျွန်လ24ရက်နေ့ကကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန်ဟာသူ့ရဲ့လူမှုကွန်ရက်ဆာမျက်နှာကနေတဆင့်လာမယ့်3လအတွင်းထိုင်းနိုင်ငံမှာဝင်ကြီးချုပ်တက်လာလိမ့်မယ်လို့ရှိသားခဲ့ပါတယ်။ထိုင်းဝင်ကြီးချုပ်အပြောင်းလဲဖြစ်ပြီးတက်လာမယ့်ဝင်ကြီးချုပ်ဘသူဖြစ်မလဲဆိုတာကိုမိမိအနေနဲ့သိထားကြောင်းနဲ့အံ့ဩသွားစေဖို့အတွက်ထုတ်ဖော်မပြောသေးကြောင်းသူကပြောပါတယ်။ လက်တလုံးမှာတော့ထိုင်းနိုင်ငံသားရဲ့ဝန်ကြီးဟောင်းမစ္စတာစီရဲ့ဆက်နဲ့ထိုင်းတော်ဝင်တက်မတော်မှအငိမ့်စာဒုတိယဖော်ချုပ်ကြီးနိုသဘောတို့မြန်မာနိုင်ငံမှာ2025ခုနှစ်ဇွန်လ25ရက်ကနေ28ရက်အထိကျင်းပနေတဲ့ငင်းချန်ရေးဖိုရမ်2025 Peace Forum 2025ကိုတက်ရောက်လျက်ရှိတာပါ။